တတိယကဘာစစ်ကြီးဖြစ်ခဲ့ရင်ဒီလိုအကျိုးဆက်တွေဖြစ်လာမှာပါတတိယကဘာစစ်ကြီးဆိုတာကြောင်းယုံရက်တင်ကြောင်းလန့်စရာစိတ်ကူးရဲမှတောင်မရှိစေခြင်းနဲ့အရာတစ်ခုပါဒါပေမဲ့တကယ်လို့အဲ့ဒီလိုစစ်ကြီးတစ်ခုဖြစ်လာခဲ့ရင်ဘာတွေများဖြစ်လာနိုင်မလဲဆိုတာကိုနည်းနည်းလေးထည့်ကားပြီးစဉ်းစားကြည့်အောင်ပါရုပ်ရှင်တွေတဲကလို့ကဘာပြက်ကက်ကြီးဖြစ်မလားမဖြစ်ဘူးလားတော့မသိသေးပါဘူးဒါပေမဲ့ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရာတော့ဒီလိုကိစ္စတွေတေချာပေါက်ဖြစ်လာမှာပါ တတိယကဘာစကြီးဖြစ်ပြီဆိုရင်အရင်ကလုံလူသားတွေချင်းလင်တိုက်လေရင်နဲ့ဘုံကျဲတော်မျိုးတွေအပြင်နေပညာစပွဲတွေကအဓိကနေရာကပါဝင်လာပါလိမ့်မယ်တနိုင်ငံနဲ့တနိုင်ငံစစ်ကြင်ညာလာနဲ့စီပွားရေးစနစ်တွေတရားစစ်တမ်းအပစ်စနစ်တွေစစ်တွေရေကွန်ရက်တွေနဲ့ရေပေးဝေရေးစနစ်တွေလိုမျိုးအခြေခံအဆောက်အုံတွေကိုစိုက်ဘာတိုက်ခိုက်မှုတွေနဲ့ပြင်းထန်လာပါလိမ့်မယ်မြို့ကြီးတွေမှာမီးတွေပြက်ကုန်မယ်အင်တာနက်တွေပြတ်တော့ကုန်မယ်ရေတန်းစနစ်တွေရပ်ဆိုင်သွားမယ်ဆိုတော့မျိုးတွေဖြစ်လာနိုင်ပါတယ် ဒီလိုပဲ drone တွေနဲ့စစ်ရုပ်စစ်တီတွေကစစ်မြေပြင်မှာလူသားတွေထပ်ပုံမနေရယူလာနိုင်ပါတယ်လူသားတွေရဲ့အသက်အန္တရာယ်နည်းသွားတဲ့ဆိုပေမဲ့ AI တွေကထိန်းချုပ်တဲ့လက်နက်တွေရာမှားရွင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပြီးမလုံလောက်အပ်တဲ့ထိခိုက်မှုတွေလည်းရှိလာနိုင်ပါတယ်။သတင်းမှပြန်လာတွေလူတို့ကိုစိတ်တကြအောင်လုပ်တဲ့စိတ်တပိုင်းဆိုင်ရာစစ်စင်ယူတွေကလည်းအရှိန်အုံမြင့်လာမှာပါ။စစ်ကြီးပြေးထွားတာနဲ့ကမ္ဘာစီးပွားရေးတစ်ခုလုံးအဆိုးပါဆုံးအခြေအနေတစ်ခုကိုရောက်သွားပါလိမ့်မယ်။ ုံစီတွေဇင်းတို့နဲ့ထိုးတက်ပြီးအခြေခံစားသောက်ကုန်တွေရဖို့တောင်းခက်ခဲလာပါလိမ့်မယ်။ဇင်းနယ်လုံးမျိုးအရေးကြီးတဲ့တရံစားသောက်တွေလိုထိန်းချုပ်ဖို့အတွက်လည်းပဏိပကတွေပုံမပြင်းထန်လာနိုင်ပါတယ်။ဘတ်စနစ်တွေငွေကြေးဈေးကွက်တွေပြိုလဲကုန်ပြီးလူတွေရမိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတောင်းလက်လွတ်ဆုံးရှုံးရနိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်ပါတယ်။လူမှုရေးအရဆိုရင်လည်းမကြုံစပူးတဲ့ဒုက္ခတွေအရေးခင်ကြီးတွေဖြစ်လာပါလိမ့်မယ်။စစ်ပွဲတွေကြောင့်ဘေးလူရထွက်ပြေးကြရတဲ့လူတွေဟာ တန်ပေါင်းများစွာရှိလာနိုင်ပါတယ်။ကျန်းမာရေးစနစ်တွေလည်းပြိုလဲပြီးကိုယ်စိတ်ရောဂါတွေငတ်မခေါင်းပေါင်းမှုတွေကအကြီးအကျယ်ဒုက္ခပေးလာနိုင်ပါတယ်။လူတွေရဲ့ယုံကြည်မှုတွေပျောက်ဆုံးပြီးတုံးနဲ့တူတဏှာတွေများလာနိုင်သလိုရှင်တန်ရည်တည်ရေးအတွက်ရုန်းကန်ရမှုတွေကြောင့်လူမှုပရိပခ္ခတွေပုံများလာနိုင်ပါတယ်။စစ်ပွဲတွေရဲ့အဆိုးဆုံးအကျိုးဆက်တစ်ခုကတော့တဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုပါပဲ။လက်နက်ကြီးတွေရဲ့အသုံးပြုမှုကြောင့်မျိုးစီလော်တွေပျက်စီးပြီးစိုက်ပျိုးလို့မရတော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ရေတုလေတုညံ့ညမှုတွေကလူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပြီးရေချင်မှာရောဂါမျိုးစုံဖြစ်စေနိုင်ပါတယ်။တစ်တောတွေမိလောင်ပြကြပြီးတရိတ်ဆန်မျိုးစေ့တွေလည်းမျိုးတုံးပြက်ကွယ်သွားနိုင်ပါတယ်။ဇာတိဥရဖော်ပြမှုတွေကပိုဆိုးလာပြီးရေကြီးတာမိုးကောင်တာအပိုချိန်လွန်ကဲတာမျိုးတွေအဖြစ်များလာနိုင်ပါတယ်။လူသားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကလည်းအချိန်အကြာကြီးကုစားဖို့လိုအပ်ပါလိမ့်မယ်။စစ်ပွဲရဲ့ကြောင်းမှဖွဲ့ရမြင်ကွင်းတွေချစ်ခင်ရသူတွေကိုဆုံးရှုံးရမှုတွေကနေဖြစ်လာတဲ့စိတ်ဒဏ်ရာတွေဟာ မျိုးဆက်တစ်ခုလုံးကိုထိခတ်စေနိုင်ပါတယ်။စိုးရင်စိတ်များတာအိတ်မပြောတာစိတ်ကြံ့ယောဂလိုမျိုးစိတ်ကြမ်းမှဤပြဿနာတွေအကြီးအကျယ်ပေါ်ပေါက်လာနိုင်ပါတယ်။စစ်ပြေးလို့အခြေအနေတွေပြန်ရင်တောင်းခဲ့ခင်တောင်းလူရင်းစိတ်တွေကအမာရွတ်တွေကတော့အချိန်အကြာကြီးကြံ့နေခဲ့ပါလိမ့်မယ်။ဒီကိစ္စတွေကတတိယကဘာစစ်ဖြစ်ခဲ့ရင်ကြုံရမယ့်အခြေအနေတွေပါ။ဒီစစ်ပွဲကြီးကလူသားတမိုင်းမှာအဆိုးပါးဆုံးလည်းဖြစ်သွားနိုင်ပါတယ်။ဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာကတော့တာမန်လူတွေထိန်းချုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ မေးရမသိဇာမှုတွေပြည်နေတဲ့အချိန်မှာရှိတဲ့အချိန်ကိုတန်ဖိုးရှိရှိအသုံးချဖို့ကတော့အရေးကြီးဆုံးလို့ထင်မြင်မိပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။